ကျွန်တော်တို့ဘုရားသားသမီးတွေနေ့တိုင်းဘုရားသခင်ကနော်ပုံစံသွင်းပေးနေတယ်။ဘုရားသခင်ပြင်ဆင်ပေးတဲ့ပြဿနာတွေကတိဆောက်ပေးဖို့ပေါ့ပါဖို့လမ်းစမ်းလာဖို့ဖြစ်တယ်။ပြုတ်ပြင်းမခံခြင်းဘူး။သွန်တင်ခြင်းမခံယူခြင်းဘူးစင်ပါရှိတယ်ဆိုရင်ဝန်ထုဝန်ပူရံပုံများလာမှာဖြစ်တယ်မိတ်ဆွေမကြောက်နဲ့။သွန်တင်တာပဲ့ပြင်းတာတော့ခါတော့ခါတယ်။ဒါမဲ့ခမည်းရဲ့ဝန်ထုဝန်ပူရိပေါ့ပါစေတာဖြစ်တယ်။ ်ခမည်းမှန်သောနှလုံးသားနဲ့ခံယူတတ်ရင်ဖခင်ရဲ့အလိုတော်တိုင်းဝန်ခံခြင်းသူအရာတွေကတင့်ကိုပေါပါလန်းဆန်စေမယ်အာမင်ဒါကြောင့်ဒီမနေ့မှာယုံကြည်သူတိုင်းအရန်အနှွေတဲ့ယုံကြည်သူမကြိုက်ဘူးအာကြည်တော်သူနေရာတိုင်းမှာဥဆောင်နိုင်တဲ့သူ she let go in the so much မဟုတ်ဘူးနှလုံးသားထဲမှာတန်တန်လေးနဲ့ဖခင်အတွက်ပါဝင်ခြင်းစိတ်အဲ့ဒါကဘုရားသခင်တာမူတာဆုံးဖြစ်တယ် ဆရာတို့ကြည့်မယ်ဟဲ့ဘာဘာမြင်ရလေဒါဝိရဲ့အမှုတော်ထမ်းသူရဲ့ကြီးတုံးရောက်သူ့မှာ special 30ခုနေရပြီးရင်အဲ့ဒီထဲမှာခွဲ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 ပြီးတော့ဒီလူ၃ယောက်အကြောင်းကပထမအရေးပါဆုံးပုဂ္ဂိုလ်၃ဦးအကြောင်းကိုခဏအပြင်းနဲ့လိမ့်လာမှာဖြစ်တယ်အဲ့ဒါကိုအသွေးသားထင်းမှာဆွဲမှာအယံကိုခေါ်လာရှိတယ်ဒီ ယေရှုခရစ်တော်ဤလောကကိုကြွလာတဲ့ခါမှာဘယ်သူတွေကိုခေါ်ဖူးလာတယ်လူစုလူမိုင်းငါဒီဘာမှမဟုတ်ဘူးဆိုတဲ့စိတ်ထဲမှာထင်တဲ့သူတိုင်းကိုဘုရားသခင်လက်ခံတာဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့အဖြစ်ဘုရားသခင်ကသိစေချင်တာဖြစ်တယ်။ဘုရားသခင်လောကကြွလာအပြစ်သားတွေငါဒီအပြစ်သားပြစ်သားဆိုတာတည်ရမဲ့လို့ဝန်ခံတတ်တဲ့သူကိုဘုရားသခင်ကယ်တင်ပေးတာဖြစ်တယ်။ကဲဆိုတော့ဒါဝိနဲ့ခရစ်တော်တူငေတဲ့ comparison ပေါ့နော်နည်းနည်းပါပါလေးဝင်မယ်ဒါဝိစစ်သားတွေအားလုံးကိုဘယ်ပုံစံလဲဆိုတာကိုယ့်ရဲ့တက်တန်နေလဲချိန်မယ်ပြီးသူတို့ကိုလည်းကြည့်ရအောင်ဟုတ်ပြီဒီ၃ယောက်ဘလတောင်းတောင်း၃ယောက်အရင်ချင်းကြည့်သိသွားပြီကျွန်တော်တို့ဒီလူတွေကိုကြည့်တဲ့အခါမှာပထမလူကလူရှိရာကိုအာအဲစစ်စစ်ကျုံနိုင်နေနိုင်နိုင်နေဆိုတော့သူ့မှာ ပါဝါတခုခုရှိမယ်အဲကာလမှာစည်ရင်ကျွမ်းကျင်တင်တန်းနေဣတိလမှမရှိဘူးသူတို့ကျွမ်းကျင်ကဘယ်နေလာတယ်လဲအန်ရှုံရဲ့ကျွမ်းကျင်ကဘယ်နေလာတယ်လဲဖယားသူတို့ရဲ့ကျွမ်းကျင်ကဖယားကနေပဲလာတာဖြစ်တယ်ဒီပုဂ္ဂိုလ်တော့ဘာကြောင့်နာမည်ကြီးသွားတယ်လဲနာမည်ကြီးတဲ့အာရှိပိသားဒါပေမဲ့ဘာကြောင့်ဒီလူတွေကတမိုင်းမှာပူပြီးတော့ထင်ရှားတယ်လဲကျွန်တော်ကြည့်ရအောင်နော်ကြည့်တဲ့ခါမှာအာ ယောရှဗန်နဲ့အလျာဇာနဲ့ရှမန်ဆိုပြီးတော့၃ယောက်လူ၃ဦးရှိတယ်ပုဂ္ဂိုလ်တော့ဟိုဒီလူတွေကအရင်အားကြီးတဲ့သူပညာတက်တဲ့သူကျွမ်းကျင်တဲ့သူတယောက်မှမရှိဘူးဒီလူတွေရဲ့တမိုင်းကိုပြန်ပြီးတော့ကြီးပါဦးတမိုင်းကြီးရင်တင်နဲ့ကျွန်တော်တို့နဲ့ထူချားတဲ့အရာမရှိဘူးဌာနချက်တွေတစ်ခုမှမပါဘူး အတူတူရဲ့သူတို့လည်းဘသူဒီလဲအမှုရောက်တော့သူအကျွေးဒီတော့သူစိတ်ညစ်တော့သူဒီမှာစိတ်မညစ်ဖို့တဲ့သူဘယ်နှယောက်ရှိလဲဘဝမှာစိတ်ညစ်စရာကြီးပဲစိတ်ညစ်တဲ့သူနော်အမှုရောက်တဲ့သူအကျွေးဒီတဲ့သူအလုပ်လုပ်ချင်တာမလုပ်ချင်တော့ဘူးပညာရှိတယ်လှတယ်ခန့်တယ်ချောတယ်အဲ့လိုမျိုးပုံစံတွေကိုသူတော့မရွေးဘူးထူထူရီနားမှာမချိကဘူးအားရှိတဲ့သူ တော့လတ်တောင်းနေသူတွေတွားယူလာအားလုံးကတုံညာရေးကြီးပဲတော့အဲ့ဒီချိန်ကနေစပြီးတော့လူကောက်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 နေတယ်ခေါက်ခေါက်ခေါက်နေတယ်နော်ဒီအခုချိန်မဲဆွေတယ်လို့မဟုတ်မင်းကကိုလိုက်မလားမင်းကကိုလိုက်မလားငါပဲပါမလားငါဘာမှပေးစရာမရှိဘူးကြည့်ခရစ်တော်နဲ့ဒါဝိကပါထူချလို့ခရစ်တော်လေယော့ငါတပည့်ဖြစ်ရင် မင်းတင်တလုံးကားတစီဘာတခုမှ guarantee မပေးဘူးဒါဝိမှလည်း guarantee တခုမှပေးစရာမရှိဘူးဖြစ်နေတယ်ဒါဝိကဥစ္စာနဲ့ခံမှာဒေဗိကခေါင်းဆောင်ခေါင်းဆောင်ပိုင်းမှာတော်တော်ကို strategy ကောင်းတဲ့ပြူဟာညံကောင်းတယ်ညံနေလဲတော်တော်ဖျားပေးတဲ့ထက်မြက်တဲ့ညံနေနဲ့ဖြစ်တယ်ဆိုတော့ဥစ္စာရင်းဥစ္စာရင်းနဲ့လူ600ပြည်လာတယ်600ပြည်တဲ့ခါမှာကျွန်တော်ဒီဟာဒီလူတွေကိုခုန ခနာချာခဲတဲ့ mighty man တွေကအစကဘယ်သူမှမဟုတ်ဘူးသူများကနေစပြုတာဖြစ်တယ်ဇီရိုကနေစပြုပြီးတော့ဘယ်လိုတတော်နာမည်ကြီးကဘာကျော်နာမည်ကြီးလူဆွမ်းကောင်းတွေဖြစ်လာနိုင်တယ်လေအလကားမဖြစ်လာပထမလူရဲ့တတာကိုကျွန်တော်တို့ကြည့်တဲ့ခါမှာအေးအဘေရှန်ရဲ့တတာကငါတခုခုတိုက်ပြီဆိုရင် တစ်ခုခုလုံမယ်ဆိုရင်ဘယ်အရာပဲဖြစ်ဖြစ်အပြီးလုံမယ်အပြီးလုံမယ်ဆိုတဲ့ခံယူချက်နော်ယန္တုရှိရာအပြီးတိုက်တာဖြစ်တယ်ပြီးမြောက်အောင်လုံတဲ့အတ္တတတုမှရှိတယ်နောက်တစ်ယောက်ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာအလီယဇာဘာလုပ်တလဲလူတွေထွက်ပြေးတယ်ဟောဒီဖီတလီဖီလီတီလူမျိုးတွေယန္တုတွေလာပြီဟဲ့ကြောက်လို့ထွက်ပြေးကြတယ် ဒါပေမဲ့ငါတဲ့ဒီဖြစ်ဖြစ်မသေးဒီဖြစ်ဖြစ်ရှင်နေဖြစ်ဖြစ်အဆုံးထိငါတိုက်မယ်ဆိုရတဲ့တတ်တူမှရှိမယ်အဆုံးထိအဆုံးထိတိုက်ပွဲဝင်တာဖြစ်တယ်နောက်ဆုံးလို့ရှမန်ရဲ့တတ်တာကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုတော့သူ့ရဲ့သခင်သူ့ရဲ့ဆရာသူ့ကိုဦးဆောင်ပေးတဲ့ကောင်းဆောင်စီမှာကြည့်ပြီးတော့ငါဒီငါအသက်ငါရဲ့အသက် သူ့လက်ထဲမှာငါပြတယ် devote စက္ကလယဖြစ်တယ်အနန္လိုက်တာအနန္မီဆိုရင်ကြိုက်တယ်လို့နေလို့မရဘူးဘယ်လောက်ပဲရန်သူပြင်းထန်ဟိုဘက်ကမုံတိုင်းတွေဘုံမပြက်ကနာတွေဘယ်လောက်ပဲချမ်းချမ်းနောက်လည်းမကြည့်တော့ဘူးအဆုံးထိသခင်နဲ့အတူသွားမယ်ဆိုရဲအသက်တန်၃မျိုးကျွန်တော်တို့တွေ့ရတယ်ဟုတ်ပြီကျွန်တော်တို့ဒီလူတွေကဘာဖြစ်လို့သူတို့နာမည်အထိတ်မှရောက်တာလေ ကြည့်အောင်နော်အဲ့ဒီချိန်မှာဒါဝိကဘယင်မဖြစ်သေးကာလဖြစ်နေကျွန်တော်တို့ဘာတွေ့ရတလဲဆိုရင်ဒီမှာဇလန်းဆာဒါဝိသူတို့ရဲ့ခေါင်းဆောင် officer နော် commanding officer general ကဘာဖြစ်တာလဲဆိုတော့မှာရရန်ဆာလာတယ်အမ်ရမြကြီးပဲချောင်းလေးတွေရှိမှာပဲဒါပေမဲ့အဲ့ဒီရေတွေမငတ်ဘူးမဆာဘူး ဘယ်ကလေသူ့ရွာဘက်ဒလီမှာရှိတဲ့သူ့ရွာကရေတကားဝနားမှာရှိတဲ့တွင်းရှိတဲ့ဤတွင်းလေးမှာရှိတဲ့ရေကိုတောက်ချင်လိုက်တာလို့သူခိုင်းတလားသူအဖို့ခိုင်းလားမခိုင်းဘူးသူ့ရဲ့ wish ဖြစ်ချင်တဲ့ဆန္ဒအလူချင်တဲ့လူအလူရှိတဲ့အရာတွေကိုပါဇက်ကနေပြောမိတာလည်းရှိတယ်ပြောလိုက်တဲ့အခါမှာအလုံးချမှာပဲလေလူမင်းနဲ့ရောက်လေအခု မောင်ဘုံအာလုံးပေါင်းဘယ်နှယောက်ရှိပြီလဲကြည်ကြည်ပြောမယ်ဘယ်နှယောက်ရှိပြီလဲလက်ရာကနေ600တူးသွားပြီ600ကမကြားပဲနေမလားကြားမှာဗောဒါမဲ့အဲ့ဒီရေသွားခတ်ဖို့ရင်မလုပ်ရမှာလေငါတည်လေတည်နိုင်တယ်အဲ့မှာတခါလဲဖြစ်နိုင်တယ်မသေးချမရေရတဲ့အမှုသွားလုပ်ရတော့မှာစွန့်စားခန်းဝင်တော့မှာသူတို့လုံးဝ တာဝန် duty တခုလို့မထားဘူး duty ပဲဒီဟာငါ duty ပဲငါတော့ခိုင်းရမယ်အဲ့လိုမျိုးမရှိဘူးသူတို့ဘာလုပ်တာလဲဆိုရင်ဒီဟာငါ duty တက်တာမဟုတ်ငါ့ကိုဥဆောင်ပေးတဲ့သူငါ့ကိုဒီရာထုမှခပ်ပေးတဲ့ဘယင်းလို့ဥဆောင်တဲ့သူအထွက်ငါကျူးစားမယ်အဲ့ဒီစိတ်တို့တုံးရောက်တဲ့အထဲမှာအကြီးမားဆုံးရှိတယ်။ဂျန်နဲ့သူလဲဒါဝိကိုချစ်တယ်။ဒါပေမဲ့ဒါဝိရဲ့အနီးကဆုံးလူတုံးကူက ဒါဝိအတွက်ကြီးမားတဲ့မဟာအမှုတွေပြုတ်ဖို့ရသူတို့မကြောက်ဘူးခုနပြောတယ်လေဒါဝိကသူတောက်ဖို့နော်သူတို့ကိုထင်တဲ့ဟာမင်းတို့ဘာဖြစ်လို့ရည်ဒီရခတ်တာလဲဆိုပြီးတော့ကဲ့ရဲ့ပြီးတော့ထိုးရည်ကိုကဲ့ရဲ့ပြီးလောင်းတာမဟုတ်တွန်ပစ်လိုက်တာမဟုတ်ဘယ်သူရှိမှသူတို့နားလဲထာဝရဘုရားရှိမှပူဇော်တယ်လို့ကျွန်တော်တို့တွေ့ရတယ် ဒီရင်ငါတောက်ရင်သူတို့ရဲ့သွေးအသက်ကိုတောက်ဖြတ်စည်းတယ်လို့ပဲငါခံစားတယ် no ငါနဲ့ဝေးပါစေဟာလာချက်တော့ကြည့်မယ်ဒီလူတွေရဲ့စိတ်ဓာတ်ဒါဝိစီမှာထားတဲ့ loyalty တစ္ဆာ number 1ကျွန်တော်တို့တွေ့ရတယ်ဘလောက်ထိတစ္ဆာရှိတယ်လဲကြံတဲ့လူလည်းတစ္ဆာရှိရှာပါတယ်ဒါမဲ့ဒီလူတွေကချက်ချင်း mighty အဘလာကြီးကြီးတောင်းတောင်းကြီးနေမဖြစ်လာဘူးသူများတကာမလုပ်တဲ့အရာ မလုံချင်တဲ့ဆုစာခန်းတွေသူများမဝင်ချင်တဲ့အရာတွေဝင်ရင်လုံရင်တွားရင်တိုက်ရင်တိုက်ရင်နဲ့ဘာဖြစ်တယ်လဲနမေတပြည့်ပြည့်ကြီးလာတာဖြစ်တယ်ငါတို့ခေါင်းဆောင်မိမထားတဲ့အတိုင်းငါလုံရမယ်ငါတို့တခင်လူရှင်တဲ့ရငါတို့မတော်ဝင်ကြီးကြီးရှိတယ်အဲ့ဒါကအသက်နဲ့ရင်ရမယ်ဘယ်လောက်ထိတစ္ဆာရှိတယ် သူတို့တခင်ကရန်သူတွေကိုရှောင်ပြီးတော့ပုံနေတဲ့ကာလဒီတခင်ဘာမှမဟုတ်ဘူးကဲ့ရဲ့ပြောလို့ရတယ်အဲ့ဒီနေရာမှာစိတ်တက်ချအောင်ရှုတော့အမျိုးမျိုးနဲ့အပြစ်တွေလုပ်ရတယ်ဒါပေမဲ့သူတို့လုပ်လား no သူတို့ဘာလုပ်တာလဲဟွန်းတခုဖြစ်တောင်မှမရမကကျူစားမယ်ဘယ်သူရဲ့အကြံကိုမှလည်းမတောင်းဘူးဘယင်ကြီးကိုလည်းတိုင်ပြေသလားမတိုင်ပြေဘူးဘဒဝိကိုလည်းသူတို့မတိုင်ဘူး လာရတာမေဟေ့တို့တို့တော့ပြီးတော့ခုနတွင်ကြည့်လိုက်တွင်လေတွင်ကိုဘယ်လောက်ထိသူတို့စုံစမ်းမှာလဲရန်သူအများကြီးလူ၃ယောက်နဲ့အဲ့လောက်များတဲ့ရန်သူဘယ်လိုရှင်းနိုင်မှာလဲလမ်းပေါ်မှာကြုံနေသူတိတ်တိတ်နေနဲ့တတ်ကြမှာပေါ့တိုင်ရင်တိုင်ရင်တိုင်ဘက်ဒလင်တကားဝမှာရှိတဲ့တွင်ရောက်အောင်သူတို့တော့ပဲတယောက်ကရေဆွဲမယ် ဲ့မှာကျွန်တော်တို့တွေ့ရတယ်လို့ဇီလုံးကျင်းနေတယ်တယောက်ကယဉ်သူတွေဟိုဘက်ပဲကြည့်ပေးမှာဘို့စီစီလုံးလုံးနဲ့အတူလုံးတဲ့ခါမှာဘာရတလေဆိုရင်သူတို့ဘယင်သူတို့တခင်သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဒါဝိရဲ့လူချင်းတဲ့ဆန္ဒသူတို့ဖြစ်စီပေးနေတာဖြစ်တယ်တကယ်ဆိုရင်သူတို့ကအားရှိလို့မဟုတ်ဘုရားသခင်သူတို့ကိုကွယ်ကပေးတာဖြစ်တယ်ဘုရားရှင်နာမသာယုံကြည်ပါစေဒီလောက်ယန္တူရီ များပြားထူထပ်တဲ့နေရာထဲကိုစစ်သွေးသုံးယောက်သွားပြီးတော့ခတ်နိုင်တယ်ဆိုတာတတောက်ကိုလူထူးခြားတဲ့ပုံကိုဖြစ်တယ်။ဒါကြောင့်သူတို့နာမည်ကထိတ်တိမာနေပေါ်ရတာဖြစ်တယ်။အားရှိပါတယ်။အားရှိတဲ့သူတို့လူသူတို့လူအားရှိတဲ့သူအောက်မှာများကြီးပါတယ်နော်။ဒါပေမဲ့သူတို့လောက်အဲ့လိုအထိတ်တိမာမပါဘူး။ဘာကြောင့်လဲ။ဒါဝိဒ်ကိုယ်တိုင်ကလည်းသူတို့ကိုလက်လျူမရှိဘူး။ တို့တို့လှုပ်ထားတဲ့အရာအလုံးဒီအရာဒီရေကတင်တို့ရဲ့အသွေးတင်တို့ရဲ့အသက်ငါဘလို့တောက်လို့ရမှာလဲဘယ်လိုမှတောက်လို့မရဘူးဖယားရှိမှတို့ကိုကုန်ချီးမြှင့်လိုက်တာဖြစ်တယ်လူတိုင်းကလည်းဟာအရင်ကတော့နည်းနည်းဒီလိုကြည့်တယ်အားလုံးကဒီလိုကြည့်မော့ကြည့်ခံရတာဟောသူတို့လည်းလှုပ်ဆောင်ချက်ပေါ်မှာတခုမှခိုင်းစရာမလိုလှုပ်စရာမလို့ တို့တို့တခင်အတွက်ကြိုးစားပြီးတော့လုပ်တဲ့အရာပေါ်မှာတခင်ကလည်းသိတယ်ပြန်ကုန်ပြုတ်ပေးတာဖြစ်တယ်ကဲမိတ်ဆွေကျွန်တော်တို့လည်းပြန်စင်ချင်ရအောင်ဒီနေ့မှာဒါဝိရဲ့တာဘယ်သူလဲနော်ဘတ်တီမောဒါဝိရဲ့တာယေရှုခရစ်တော်ယေရှုငါကိုကူညီပါတနာတော်မူပါ ဒါဝိရဲ့သားယေရှုခရစ်တော်ရဲ့တမန်နေဖြစ်တယ်ဒါဝိရဲ့စစ်သူရဲ့အားလုံးကြီးလဲသူတို့တမိုင်းမှာလုံးဝပြည့်စုံတဲ့သူတရားမှမရှိဘူးမျော်လင့်ခြင်းမဲ့နေတဲ့လူတွေကြီးပဲဘာတစ်ခုမှသူတို့ကမလုပ်နိုင်လို့အယိချင်းမရှိလို့တုံညာဒီတိုင်းမဲ့ထိုင်ဒီလူမျိုးတွေကိုဒါဝိသွားယူလေတင်းတဲ့ကျွန်တော်လဲမျော်လင့်ခြင်းမဲ့တဲ့ကဘာကြီးမှမွေးလာတယ် အပြစ်ရဲ့အုပ်စုမှုအောက်မှာကိုမလွန်ချင်မပြောချင်တဲ့အပြောမိလုံမိနေမိတဲ့နေရလောကမှာကျွန်တော်တို့ဝေးဖွားလာတာဖြစ်တယ်။ဖခင်ကကျွန်တော်တို့ကိုဘယ်လိုမြင်တာလဲ။ငါနဲ့တောင်းမလား။ငါတော့လိုက်မလား။ကန်လန်ထားတာဖြစ်တယ်။ဘုရားရှင်နာမတိုင်ပုံကြည့်ပါစေ။ကျွန်တော်တို့အားလုံးကိုယေရှုဘုရားကန်လန်နဲ့ဘာလုပ်ဖို့လဲ။အဲ့ဒီစစ်သားတွေကသူတို့ခိုင်းစရာမလိုဘူး။ တခွန်းပါဇက်ကနေထွက်လာတဲ့တခင်သူတို့ရဲ့ဘယင်ဇက်ကလူကနေထွက်လာတဲ့အရာအရာလေးထားပြီးတော့အသက်နဲ့ရင်းပြီးတော့လောက်ကြတာဖြစ်တယ်ကျွန်တော်တို့ဘုရားသခင်ကဒီမှာရှိတဲ့ဒါဝိရဲ့စစ်သားတွေလို့ခရစ်တော်ရဲ့စစ်တဲ့တော်ကောင်းများဘလတ်နဲ့ကျွန်တော်တို့အားမရှိဘူးကျွန်တော်ခေါအားနဲ့လူရဲ့အစွမ်းအားတွေနဲ့တကူတွေနဲ့ကျွန်တော်တို့ရင်သူကိုမရှိကြဘူးဒါကြောင့် အဖက်အခန်းကြီး6တိထဲမှာ be strong လို့ဆရာခဏခဏပြောရလေသခင်ဖယားနိုင်ဘာပြောလဲခံခတ်ခြင်းရှိကြလို့ခံခတ်ခြင်းလောကရဲ့ပညာတွေအရာအလုံးမှာမဟုတ်ဘူးတင်းနဲ့ကျွန်တော်တို့ရဲ့ယုံကြည်သူတွေရဲ့ခွန်အားလာမယ့်အနေအား the source အရင်ကဖယားဖြစ်ကိုဖြစ်ရမယ်ဖယားသခင်မဟုတ်ဘူးစင်ခဏပဲခံပြီးတော့ပြတနာပူဆူးတတ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာခရစ်တော်ရဲ့စစ်တေတော်ကောင်းများ ဖယားတကြီးယေရှုခရစ်တော်ကျွန်တော်တို့ကိုဘာအလိုရှိတာလဲခရစ်တော်ဟောပါအလိုရှိတာလဲတစ်တီအခန်းကြီးနေ့အခန်းငယ်လေးနေ့မှာဘာပြောလဲလူတိုင်းဘာရစေချင်တာလဲကေတင်လူတိုင်းဒီကေတင်ချင်းရဖို့လို့ကဘယ်သူအလိုတော်ရှိတာလဲဖယားတကြီးအလိုတော်ရှိတယ်အဲ့ဒီတန်တင်ကြရမဟုတ်လားဒီလူကြရမဟုတ်လားဒီတိုင်းနေတဲ့သူဖြစ်မလား ခမဆွစားခံဝင်မှာပဲຢາထုလေသူ့ဘာသာသူကြီးလာမယ်ຢາထုကိုမက်လို့သူတို့ကျူးစားတာမဟုတ်ဘူးသူတို့တခင်ကိုချစ်လို့ကျူးစားတာတင်းနဲ့ကျွန်တော်လည်းအဲ့လို idea man အတွေးခေါ်မှန်တော့အတွေးခေါ်တဲ့ဖရားတော်ဆက်ကပ်ဖို့လိုတယ်တဆုံတစ်ခုအလိုရှိပြီးတော့လုံတဲ့သူမဖြစ်ဘူးဖရားအလိုတော့ရှိတယ်ကျွန်တော်လုံရမှာဖရားကိုချစ်လို့ငါအသက်ရှင်ခြင်းဒီကိုရောအတွက်ဖြစ်တယ်ဆိုတာအသက်ကနေမဟုတ်အသက်ကနေဝန်ခံပြီးတော့ကျွန်တော်ကျူးစားဖို့လို တင်မဲ့တင်လို့ထားပြီးတော့အဲဒီလိုလုံပြီးတော့ထားဘုရားကြောင်းရောက်လာတာအကျိုးမနေဘူးလို့ပြောထားလေတင်လို့ဆက်ကတည်းဘုရားကိုတောင့်တလို့ဘုရားကိုဆာငတ်လို့လာတဲ့အရာဘုရားသခင်တင့်ကိုကောင်းချီးပြန်သုံးလောင်းပေးတယ်ဟဲ့ဒီကောင်းချီးဒီမှာဟဲ့ဒီမှာဟဲ့ no ဘုရားသခင်ပေးတဲ့ကောင်းချီးကဒီမှာနေတဲ့ချင်းရှိရမယ်တင့်ကိုပေးထားတဲ့နေတဲ့ချင်းအပြည့်တင့်သက်ရှင်ဖို့လို့တယ်ဘုရားနဲ့တူသွားရတာဘုရားစကားကြားလေလေ လုံရတာလည်းပူပြော်လည်းဖြစ်တယ်ဘုရားရဲ့အတန်နဲ့ကျွန်တော်တို့မဝေးဘူးမကင်းကွာဘူးဘုရားလိုတော့ရှိတယ်ဒါကြောင့်မိတ်ဆွေဒီမနေ့အဆုံးထိပထမဘာပဲခိုင်ခိုင်ပြီးအောင်ကျွန်တော်လုပ်မယ်နော်ပထမလို့ဒုတိယလို့ဘာပဲလုပ်လို့ဘယ်လူရံငါ့ကိုကြောက်ခိုင်းရင်လဲတယောက်ထဲကြံရင်လဲအဆုံးထိငါမှုတော့ဆောင်မယ်နောက်ဆုံးလို့ငါရဲ့အသက်ငါသခင်တည်းငါဆက်ကတ် နော်အဲ့လိုမျိုးနဲ့ကျွန်တော်ဖရာသခင်ကျွန်တော်တို့ကိုအသက်နဲ့ရွေးကောက်တဲ့ဖရာရဲ့ခေါ်ခြင်းရွေးကောက်ခြင်းဖရာခံထားတဲ့ခွဲခတ်ထားတဲ့တိမိုသေစီကိုနှစ်တိအခန်းကြီးနှစ်အခန်းငယ်၃လေးတိမှာယေရှုခရစ်တော်၌ကောင်းတော်ဘယ်လိုပြောလဲစစ်သူရဲ့ကဲသူဖြစ်လို့တို့ဒီဒါဝိဒ်၌ကောင်းတော်စစ်သူရဲ့ ကျွန်တော်တို့လည်းယေရှုခရစ်တော်ပြန်လာကောင်းသောစစ်သူရဲ့ဖြစ်ဖို့ဒီမနဲ့ကျွန်တော်တို့ဘုရားသခင်အတိုင်းတွန်းထားတာဖြစ်တယ်ကျွန်တော်တို့တစ်ခါယူလာတဲ့နှုတ်ကပတော်တိုင်းနေရစဉ်ရင်ဆိုင်ရတဲ့ပြဿနာတွေယုံကြည်ခြင်းနဲ့အောင်မြင်သောဘုရားသခင်မြတ်ဖြစ်ကြဖို့အရောက်တိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ